ပြောစရာလေးရှိလို့နော်ဒီနေ့ကျွန်မအငလင်ဖြစ်တဲ့ဒေတာတွေမှာတွားတဲ့အတွားလှူကြတဲ့ပေါ့ကိုတိုင်းကိုကြတွားလှူကြတဲ့မိတ်ဆွေတွေနဲ့စကားပြောပြတဲ့အချိန်မှာသူတို့စီကအာတချို့ဆောင်းရံရှောင်းရံလေးတွေစကားလေးတွေကိုလည်းကြားရပါတယ်နော်အဲ့ဒါဘာလဲဆိုတဲ့ခါကျတော့ထုံးစံအတိုင်းပေါ့ဘယ်နာပဲလူလူဘယ်နာပဲတွားတွားလေကျွန်တော်တို့တကယ်ရောက်ဒုက္ခရောက်နေတဲ့သူကတတ်တတ်အဲတကယ်ကိုဒုက္ခအဲ မရောက်ပေမဲ့လည်းတချို့ကကြတော့ချို့တဲ့ကြတဲ့ခါကြတော့နွမ်းပါကြတဲ့ခါကြတော့ဒီလိုမျိုးအလှူရှင်တွေလာတဲ့ချိန်ကြလို့ရှိလို့ရှိရင်မိသားစုလိုက်တွေပေါ့နော်မိသားစုလိုက်တွေဒါအာဝိုင်းဝန်းပြီးတော့မှယူကြတဲ့လူတွေကတတ်တတ်ပေါ့နော်ဒီလိုမျိုးလေးတွေဖြစ်တယ်အဲ့တော့အော်ပြောရလို့ရှိလို့ရှိရင်တော့ဒီအခုဖြစ်တဲ့ငလင်ကတော့ပစံ အတန်အသင့်ရှိတဲ့လူဒန်းစားကနေပတ်စံရှိလူဒန်းစားတွေအထိနာတယ်ပို့ပြီးတော့အထိနာတယ်ပေါ့ပို့ပြီးတော့အထိနာတယ်လို့ပြောရမယ်ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့အခုပြိုသွားတဲ့အများစုကတိုက်တယ်အဲ့တော့တိုက်တဲ့တာနဲ့ နေနိုင်နေဆိုနေရအတန်အသင့်စီးပွားရေးပြည်လေတဲ့သူတွေပေါ့နော်ဒီလိုလူမျိုးတွေဖြစ်တယ်အဲ့တော့ဒီလိုလူမျိုးတွေကလည်းလာပြီးတော့မှအလူတွေလာပြီးလှူကြတဲ့အခြေအနေမှာအာသူတို့အရင်ရဲ့သူတို့ရဲ့အခြေအနေရဒီလိုမျိုးကြီးတန်းစီပြီးတော့စီမှာသူတို့ဟိုမဝင့်ဘူးနောက်တစ်ခါစိတ်ခံစားချက်တွေမှာအားငယ်တာတွေတိမ်ငယ်တာတွေဝမ်းနည်းတာတွေအကြောင်းမလို့သူတို့တွေကတော့ဒါဒီလိုနေရာတွေမှာ တန်းစီပြီးတော့မှယူဖို့အတွက်ကိုအင်မတန်ကိုခက်ခဲပါတယ်နော် ဆိုတော့အဲ့တော့တန်းစီပြီးတော့မှယူရတာကိုမခက်ခဲတဲ့လူလန်းစားတရက်ကတတ်တတ်ရှိပါတယ်။အဲ့တော့သွားပြီးတော့မှလူကြတဲ့အလှရှင်တွေကတနေရာမှာရက်လိုက်တယ်၊လာပြီးတန်းစီပြီးတော့မှတန်းစီတဲ့သူတွေကိုလှူလိုက်တဲ့ပေးလိုက်တဲ့အခြေအနေမှာလည်းအော်စီမရှိတန်းမရှိလူတာတွေပေါ့နော်ဝိုင်းပြီးတော့မှအတင်းအာဆွဲလွဲပြီးတော့မှယူတာမျိုးတွေလည်းဒါမျိုးတွေလည်းကြုံတွေ့ရပါတယ်တဲ့။ဒါကြောင့်မလို့တဲ့ဖြစ်နိုင်မယ်ဆိုရင်တဲ့နောက်ထပ်လာလူမဲ့သူတွေကတော့တဲ့အဲတကယ်ကိုဟိုဒုက္ခရောက်တဲ့ အိမ်တွေကိုအိမ်တိုင်းရာရောက်သွားပြီးတော့မှဒါတအိမ်တဆင်းလေးဒီလိုမျိုးလေးပေးနိုင်နေဆိုလို့ရှိရင်ပို့ပြီးတော့မှထိရောက်ပါမယ်တဲ့ပို့ပြီးတော့မှတကယ်ကိုဒုက္ခရောက်နေတဲ့သူတွေလိုအပ်နေတဲ့သူတွေလက်ထဲကိုတဲ့ပို့ပြီးတော့မှရောက်နိုင်ပါလိမ့်မယ်လို့ဒီလိုအကြံပေးစကားလေးကျွန်မကိုပြောပါတယ်เนาะပြောပြီးတော့မှကျွန်မကိုလည်းဒါလူအများသိအောင်လေးပြောပြပါလို့ဒီလိုမျိုးလေးပြောပါတယ်เนาะဒါလေးကတစ်ချက် ပေါ့နောက်တစ်ချက်ပေါ့ ကျွန်တော်တို့ပြည်သူလူထုကြီးရလေကျွန်တော်တို့ဒါဖြစ်သွားတဲ့ဒေသတွေမှာလည်းဖြစ်သွားကြတယ်ပေါ့နော်ပြူပြတ်ကြတယ်အာဒုက္ခတွေရောက်ကြတယ်ခက်ခဲကြတယ်ပေါ့အဲ့တော့ကျွန်တော်တို့အာလူကင်းတဲ့စီကသူတွေကဝိုင်းဝန်းပြီးတော့မှပံ့ပိုးကြတယ်လှူဒန်းကြတယ်ကူညီကြမယ်ပေါ့ဒီလိုမျိုးလုပ်ကြတဲ့အနေအထားမှာကျွန်တော်တို့အဓိကလိုအပ်ချက်ကပတ်စံပါနော်ပတ်စံရှိမှလှူလို့တန်းလို့ပေးကမ်းလို့မျှဝေလို့ရမယ်အနေအထားပါနော်ဒါကြောင့်မလို့ကျွန်တော်တို့တွေကမူလကိုယ့်ရဲ့လုပ်ရမယ့်အလုပ်တွေကိုလည်းကြိုးကြိုးစားစားနဲ့ကျွန်တော်တို့ကနှစ်ဆတိုးပြီးတော့မှအလုပ်လုပ်ရပါမယ်အလုပ် ံးလုံးတော့မှပတ်စံရမယ်ပတ်စံရတော့မှကျမတို့ကအားနည်းတဲ့သူတွေကိုဖေးမနိုင်မယ်ကုညီနိုင်မယ်ဒါကြောင့်မလို့ဈေးရောင်းရတဲ့သူတွေပေါ့တချို့ဆိုအတီးနံလေးတွေရောင်းရတယ် အာအဲ့တော့ဒီအသီးနှံဆိုတာရက်သက်မချက်ရှိတယ်ပေါ့နော်အဲ့တော့ဒီရက်အတွင်းမှာမရောမှုဆိုပုတ်သွားမယ်တိုးသွားမယ်လွတ်ပြစ်လိုက်ရမယ်ဒါဆိုရင်သူ့ရဲ့အရင်ပြုတ်မယ်ပေါ့နော်ဒါငွေကြေးအဆင်မပြေမှုတွေဖြစ်မယ်ပေါ့အဲ့တော့ဟိုဈေးရောက်တဲ့သူတွေကိုလည်းဒါဝိုင်းဝန်းပြီးဆဲဆိုတာမျိုးတွေအာဝေဖန်တာမျိုးတွေရှုံချတာမျိုးတွေမလုပ်ဖဲနဲ့ရောင်းခွင့်ပေးလိုက်ပါနော်ဒီလိုပြောလို့နင်ကဈေးရောက်ကျင်လို့လားလို့ကျွန်မတော့မမင်းနဲ့ကျွန်မဆက်မရောမှဘူးနော်ကျွန်မမရောမှကျွန်မဒီအခုဒီတကြံအပီးထီကိုကျွန်မဘာလုံးမှမလုပ် ်ပါဘူးเนาะကျွန်မဘာလုံးမှမလုပ်ပါဘူးအဲ့တော့အာလုံနေကြတဲ့သူတွေတချို့ကလည်းမိသားစုရဲ့စားဝတ်နေရဒီဈေးရောင်းခြင်းပေါ်မှာပဲမှုတည်ပြီးတော့မှမိခိုနေရတဲ့သူတွေရှိတယ်။ online social media ကိုအသုံးပြုပြီးတော့မှရောင်းနေရတဲ့သူတွေအဖို့က social media ပေါ်မှာဈေးမရောင်းရဘူးဆိုသူ့ရဲ့မိသားစုစားဝတ်နေရလည်းခက်ခဲမယ်။သူကမှတစင်ရရှိပိုရှန်တဲ့ဟာတွေကိုလှူဒန်းဖို့အတွက်ယာတွေမှာလည်းခက်ခဲမယ်။အဲ့တော့ကျမတို့ကအားနေတဲ့သူကိုကူဖို့အတွက်ကိုကြံနေတဲ့သူတွေက မိမိလုံနေချလုံအားထက်နှစ်ဆပို့ပြီးတော့မှအများကြီးပို့ပြီးတော့မှ လုံမှတာလင်မိ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 သားစု ပိုရှန်တော်မှတပားသူစီကိုရောက်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အလုပ်လုပ်တဲ့သူတွေပို့စ်တင်တဲ့သူတွေဥပမာပေါ့အစိုးရကလည်းတချင်းဆိုရမယ်ပေါ့နော်အာဒီဈေးတရားလည်းဈေးရောက်ရမယ်ပေါ့နော်ဆိုတော့အဲ့ဒီကြတော့မှရလာတဲ့ပတ်စံတွေကကျမတို့လိုအပ်တဲ့နေရာတွေကိုလှူနိုင်တန်းနိုင်ပေးနိုင်ကမ်းနိုင်မှာဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဈေးရောက်တဲ့သူတွေအလုပ်လုပ်တဲ့သူတွေကိုလည်းဝေဖန်ရှုံချဆဲဆိုတာလေးတွေနည်းနည်းလေးလျှော့ပေးပြီးတော့မှဒါလုတ်ခွင့်ပေးလိုက်ပါလို့ကျမဒီလိုပြောပါတယ်အေးဒါပေမဲ့တစ်ဖက်ကလည်းနောက်တစ်ချက်ရှိသေးတာပေါ့နော်အဲ့လိုမျိုးလေးလုတ်တယ်ဆိုတဲ့နေရာမှာလည်း လုတ်တဲ့သူတွေကလည်းအခုနလိုပေါ့မထော်မနှမ်းနေနဲ့အာကခုံပျော်ရွှင်မြူးတူးပြီးတော့မှအတင်းကြီးကိုအာဈေးတဲ့တယောက်ဆိုတွေ့တယ်နော်ကောင်လေးတယောက်ဆိုလို့ရှိရင်တခါလေးကိုအာကခုံပျော်ရွှင်မြူးတူးပြီးတနေ့တနေ့တခါလေးဘေးဒုက္ခကြီးမြန်မာပြည်မှာမဖြစ်နေသလိုပုံစံမျိုးနဲ့ကိုသူကလုံနေတာအဲ့လိုမျိုးကြတော့လည်းအမြင်ကက်เสียကောင်းတာပေါ့နော်ဆိုတော့ဈေးတဲ့ကောင်လေးတယောက်နော်မီအထယ်ရောက်တဲ့ကောင်လေးတယောက်ဆိုရင်လေอืมတိလာအထယ်ကောင်အထယ်ရောက်တဲ့ကောင်လေးတယောက်ကျွန်တော်တိတယ် နာမရမပြောကျွန်တော်တိတယ် तू อ่ะကနေတယ်အစင်းလုံးအမေ तू อ่ะငလင်လောက်တာတော့ तू မတိလိုက်ဘူးဆိုပါเนาะဆိုတဲ့ခါကျတော့ဒီလိုမျိုးလေးတွေပေါ့ထားပါတော့တိလည်းမတိဘူးဆိုတာတော့ဒါပေမဲ့လည်းဖြစ်သွားပြီဆိုတဲ့နေရာမှာတော့နေ့စဉ်ကခုံပြီးတော့မှဟိုတနိုင်ငံလုံးဘေးမတင်နေတဲ့ပုံစံမျိုးနဲ့ဈေးရောက်တဲ့ပုံစံမျိုးဆိုရင်တော့လည်းအမြင်မတော်ဘူးပေါ့เนาะအဲ့တော့ကိုဟာကိုတင်းတင်းလျောက်ပတ်တဲ့ပုံစံမျိုးနဲ့ဈေးရောက်တဲ့သူတွေကိုလည်းခွင့်ပြုပေးလိုက်ပါခုနလိုရောင်းတဲ့သူတွေကလည်းအရေးတုံးမှနားလေပြီးတော့မှ ဒါလုံကြကင်ကြပြီးတော့မှရှာဖွေလိုအပ်တဲ့နေရာတွေကိုလည်းပံ့ပိုးကြပါလို့ပဲကျွန်မဒီနေရာကနေတိုက်တွန်းပါတယ်နော်အဲ့လိုမျိုးဈေးရောင်းပြီးကွင်းပြုတ်လိုက်ပါအာမဆဲကြပါနဲ့မဆိုးကြပါနဲ့ဈေးတယ်လေးတွေကိုအလုံးလုံးတဲ့သူတွေကိုဒီလိုပြောပြီးလို့လည်းကျွန်မောင်းနင်းလဲဈေးတယ်မလို့နင်ကဈေးရောင်းကြင်လို့လားနင်ကဒီလိုပြောတာလားလို့တော့မပြောပါနဲ့နော်ကျွန်မမရောင်းပါဘူးနော်ကျွန်မအလုံးမလုပ်ပါဘူးကျွန်မအလုံးနာထားပါတယ်နော် ဆိုတော့ကျမအလုံနာထားလို့လေဘာမှမဖြစ်သွားဘူးကျမရဲ့ဇာဝင်နေရေးလည်းဘာမှမဖြစ်သွားဘူးကျမအလုံမလုံရလည်းကျမအတွက်ကဘာမှမခက်ခဲသွားဘူးဒါပေမဲ့ အလုံးမလုံးရရင်ခက်ခဲသွားမဲ့သူတွေအများကြီးရှိတယ်။အဲ့ဒီလူတွေကိုလည်းစာနာပေးပါ။အာကျွန်မခုနပြောသလိုပေါ့။ဟောဒုက္ခရောက်တဲ့သူတွေလည်းဒုက္ခရောက်သွားပြီးပြီးအသက်ဆုံးရှုံးသွားတဲ့သူတွေလည်းအသက်ဆုံးရှုံးသွားပြီးပြီးကြံရစ်တဲ့သူတွေကလည်းရှင်တန်ဖို့ထပ်ပြီးတော့မှစ조사ရမှာပေါ့။နော်ကျွန်မတို့ပြိုလဲသွားတဲ့အရာတွေကိုပြန်ပြီးတော့မှထူထောင်နိုင်ဖို့ကိုဝိုင်းဝန်း조사ရမှာပေါ့။အဲ့ဒီအတွက်အလုပ်လုပ်ရမှာပေါ့နော်။ဆိုတော့အလုပ်လုပ်ခွင့်ရှိရမှာပေါ့နော်။ဒါတစ်ချက်ပေါ့။အဲ့တော့အလုပ်လုပ် တာကိုလည်းမဝေဖန်ကြဖို့မဆဲဆိုကြဖို့ဒါလေးကိုလည်းကျွန်မကမြေတားရက်ခံပါတယ်အလုံးလုံးတဲ့သူတွေကလည်းအိပ်သုံးမနားလဲပြီးတော့မှဒါပတ်ဝန်းကျင်ကအမြင်မတင့်တယ်တဲ့အပြုအမူတွေအပြောအဆိုမျိုးတွေနဲ့အာအဲ့လိုမျိုးတွေနဲ့ပုံစံမျိုးတွေနဲ့မလုပ်ကြဖို့လည်းကျွန်မဒီနေရာကနေတတိပေးပါတယ်နော်ဒါကတော့ဒီနေ့အတွက်ပြောချင်တာလေးပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပြီနော်ပြောတာပါလို့နော်โอเคအားလုံးပဲကျေးဇူးတင်တယ်အခုချိန်မှာဒုက္ခရောက်နေတဲ့ပြည်သူလူထုပေါ့နော် အဘတူမဆိုအမြန်ဆုံးအဆင်ပြေကြပါစေပေါ့နော်အဲ့ဒါလည်းကျွန်တော်ပြောချင်ပါတယ်အလုံးအဆင်ပြေကြပါစေလို့ကျွန်တော်ဒီနေ့ဆုတောင်းပေးပါတယ်အားလုံးပဲချစ်စွတင်နေ